သက်၁၂နှစ်နဲ့နိုင်ငံတကာကဲဆေးအဖွဲ့ကိုစကပြန်လုပ်ပေးတယ်လို့နာမည်ကြီးတဲ့တတော်ဆယ်လီဒေဝီမလ၂၈ရက်နေ့ကလုတ်ခတ်ခဲ့တဲ့မြင်းကလေးကြီးဟာမြမသမိုင်းမှာစိုးဝါးဆုံးမြင်းကလေးသမီးကြီးတစ်ခုဆိုတော့ကိုအားလုံးလေးသိရှိခန်းစားပြီးဖြစ်ကြပါပါဒီလိုအင်အားပြင်းကလေးကြောင့်လည်းအခုဆိုရင်တော့မြမယူရာတင်းကျပ်ပွဲတော်တောင်မှကျင်းပခွင့်မရတော့ပါဒီလိုတသက်မှာတခါမှမကြုံဘူးတဲ့ဖြစ်အားပြင်းနေ စေတနာရှင်အလှူရှင်တွေကဲဆေးရေးဖွဲ့တွေစေတနာဝင်တဲ့လူငယ်တွေဟာတက်နိုင်သမျှအင်္ဂလိပ်ဘေးကြီးမှာတထောင်တနေရာကပါဝင်ကူညီနေကြပါတယ်ဒီလိုကူညီနေကြတဲ့အထက်မှာအသက်၁၂နှစ်ရွယ်နဲ့အင်္ဂလိပ်စကားကိုပိုင်နိုင်ထက်မြက်စွာပြောနိုင်တာကြောင့်နိုင်ငံတကာကလာခဲ့တဲ့ကဲဆေးရေးဖွဲ့တွေကိုစကားပြန်လုပ်ပေးနေတဲ့တမိငယ်လေးတယောက်ဟာလေတတော်လေးကူမနမည်ကြီးနေပါတယ်ဒီလိုအသက်၁၂နှစ်ရွယ်ကလေးမလေးဆိုပေမယ့်မြင်းငလင်းဘေးမှာအရွယ်နဲ့မလိုက်ထူးချွန်ထက်မြက်ပြီးကဲဆေးရေးဖွဲ့တွေနဲ့လူတွေကြားဆက်သွယ်ပြောဆိုနိုင်အောင်ဘာသာပြန်ဖြစ်လောက်ကင်နေတာကြောင့်နမည်ကြီးနေသူက မန်နန်းဒေဝီပါမန်နန်းဒေဝီကတချို့လူတွေကြားဖို့ကြပါပြီ ။နေအောင်ကြီးနဲ့ထမင်းချက်လို့ရတဲ့မိဘကိုတီထွင်သူစိန်ပန်းဆက်မှုလက်မှုကဦးတန်းစီရဲ့မြမလေးဖြစ်ပါရီ။တမီးငယ်လေးနန်းတေဝီဟာငယ်စဉ်ခါကစာလုံးတော်တာကြောင့်အသက်၁၂နှစ်ရွယ်သာရှိသေးပေမယ့်အင်္ဂလိပ်စကားကိုကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်တာဖြစ်ပါရီ။ဒီလိုနဲ့တမီးငယ်လေးနန်းတေဝီဟာမလ၂၈ရက်နေ့ကလောက်ခတ်ခဲ့တဲ့မြင်းငယ်လေးကြောင့်တနင်္ဂနွေလုံးတိုင်းတာပြည့်စည်ဆုံးရှုံးမှုတွေများပြားခဲ့ပြီးမြန်မာနိုင်ငံကကုညီကေဆေးရေးလှုပ်ဆောင်နိုင်စွမ်းကိုကျော်လွန်နေတာကြောင့်နိုင်ငံတကာကကုညီကေဆေးရေးဖွဲ့တွေလာရောက်ချိန်မှာ သူမရင်အင်္ဂလိပ်စာစွမ်းရည်ကိုထိတိယောက်ယောက်အသုံးချခဲ့တာဖြစ်ပါရည်အထူးသဖြင့်မြင်းကလေးဘေးတန်ကျောင်းနိုင်ငံတကာကကုညီကေစေးဖွဲ့တွေများစွာရောက်ရှိလာခြင်းနဲ့တူမြမပြည်သူလူထုရဲ့ဆက်သွယ်ပြောဆိုဖို့စေတနာဝန်ထမ်းစကဲပြန်တွေများစွာလိုအပ်လာတာပါဒါကြောင့်လေတမီလေးနန်းတေဝီဟာအသက်၁၂နှစ်ရွယ်ကလေးသားသားဖြစ်ပေမယ့်လူအသက်များစွာကိုကဲတင်နေတဲ့အရေးကြီးတဲ့နေရာမှာစကဲပြန်ဖြစ်တာဝန်ထမ်းဆောင်နေကြတာဖြစ်ပါရည်မန်နန်တေဝီဟာဒီလိုဘာသာပြန်စေတနာဝန်ထမ်းလုပ်တာနဲ့ပတ်သက်လို့အဖိုးဖြစ်သူရဲ့စိတ်မဆက်မှုလက်မှုက မြန်လင်းပေးကြားရောက်တဲ့နေရာတွေမှာကရင်းနေကုညီကေဆေးရေးမှာပါဝင်ရင်အိန္ဒိယကုညီကေဆေးရေးဖွဲ့မှာဘာသာပြန်လွယ်နေတာကြောင့်သူမကဝင်ကုညီခဲ့တာဖြစ်ပါတယ်။အချို့ကလေတမီလီနဲ့တဝီအနေနဲ့မြန်လင်းပေးကြားပြိုကျပျက်စီးနေတဲ့စာအုပ်တွေကြားတဲ့ထိခိုက်ဒဏ်ရာရမှာမစိုးရိမ်ဘူးလားဆိုပြီးတော့မေးမြန်းကြပါတယ်။တမီလီမန်နန်တဝီကတော့သူမဟာမိကလေးဆိုပေမဲ့အကိုရီမောင်နေနဲ့အနေများတာကတကြောင်အဖိုးဖြစ်သူစောက်လို့ရေးလို့တာကြောင့်ပျက်စီးတွေထိခိုက်မာတွေကိုစိတ်မပူပဲနဲ့တနိုင်တဲ့မြောက်စကားပြန်တာဝန်ကိုရဲဝံစွာထမ်းဆောင်နေတာဖြစ်ကြောင်းရှင်းပြခဲ့တာပါ။မန်နန်တဝီက ငလင်ပေးကြရပြီးစောပိုင်းရက်တွေမှာအိန္ဒိယနိုင်ငံကကုညီကေဆေးရေးဖွဲ့တွေနဲ့တူအန်ဒီအရှိပြီးပြိုကျနေတဲ့စာအုပ်တွေကြားမှာတက်ရှင်လျက်ပိတ်မိနေတဲ့သူတွေကိုကဲတရားမှာအရေးကြီးတဲ့စကားပြန်တာဝန်ကိုထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ဘာဖြစ်ဖြစ်ကေဆေးရေးတာဝန်ဆိုတာကလူ့အသက်နဲ့ရှင်းထားရတာဖြစ်ပါတယ်။အထူးသဖြင့်အဓိပ္ပာယ်တစ်ဆက်လေးတောင်မှလွှဲလို့မရပါဘူး။ ကြားပြင်ငလင်းတန်းကြောင့်ပြိုကျနေတဲ့စာအုပ်တွေကြားထဲမှာသွာလာလှူရှားနေတာကတမီလင်းတန်းတွေလိုအသက်၁၂နှစ်ရွယ်ကလေးမလေးတွေအနေရများလို့လာပါရီ။ဒါပြင်တခါတလေဆိုရင်တော့လူသေးလောင်တက်ပေါ်တွေချင်းရီသူမိသားစုဝင်တွေနဲ့ကေဆေးရေးဝန်ထမ်းတွေပြောတဲ့ ဝင်းနေစရာစကားတွေကိုလည်းမန္တန်ဒေဝီဟာဘာသာပြန်ပေးရတာဖြစ်ပါရင်ဒါပေမဲ့လည်းမန္တန်ဒေဝီကတော့ရရဲဝဝမဲ့ငလင်ပေးအန်ဒီရဲ့မှာကိုတက်နိုင်တဲ့များလှုပ်အားလေးနဲ့ပါဝင်ကူညီနေတာဖြစ်ပါရင်ဒါကြောင့်လည်းတငငယ်ငယ်လေးနဲ့အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောနိုင်သလိုကိုတက်နိုင်တဲ့များဝင်းလေးနဲ့ငလင်ပေးကြားရောက်နေချိန်တစ်ဖက်တလန်းကကူညီနေတဲ့အသက်၁၂နှစ်ရွယ်သမီးလေးမန္တန်ဒေဝီကိုချီးကျူးနေကြတာဖြစ်ပါရင်အခုချီးကျူးနေကြတဲ့ပရိသတ်တရားရောအသက်၁၂နှစ်ရွယ်နဲ့ငလင်ပေးမှာစကားပြန်တာဝန်ထမ်းဆောင်ခဲ့တဲ့သမီးလေးနန်းဒေဝီနဲ့ပတ်သက်ပြီးမိမိတို့ရဲ့ထင်မြင်ဥစားချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်။